ခုတင်ဆက်ပေးမယ့်သတင်းကတော့ Champions League အများဆုံးရရှိတဲ့သူကရိုနယ်ဒိုမဟုတ်ဘဲနဲ့ Messi ဖြစ်နေတဲ့သတင်းပဲဖြစ်ပါတယ်။ပေါ်တူဂီသင်းနဲ့အတူ Nation League Champions League ရရှိခဲ့တဲ့ Ronaldo ဟာ Champions League အများဆုံးရရှိတာကစားသမားတွေစီရင်မှာအဆင့်9နေရာမှာပဲရည်တည်နေပြီး Messi ကစုပလာအများဆုံးရရှိသူဖြစ်နေတယ်လို့သိရပါတယ်။ Ronaldo ဟာ Nation League Champions League ပါဝင်ကလပ်သင်းနဲ့နိုင်ငံတကာသင်းတွေနဲ့အတူ Champions League 35ဆုတိရရှိခဲ့တာပဲဖြစ်ပါတယ်။ မက်ဆီကတော့ရှမ်ပီယံစု46ကြိမ်တရားရှိထားပြီးမက်ဆီကနိုင်ငံလက်ရွေးစင်တင်တဲ့အတူအိုလံပစ်ရှမ်ပီယံစုကိုပါအမေရိကရှမ်ပီယံစုနဲ့ကမ္ဘာ့ဗလာရှမ်ပီယံစုတွေကိုပါရရှိခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုကအသက်40အရွယ်ရှိနေပေမယ့်နိုင်ငံလက်ရွေးစင်တင်တဲ့အတူ2026ကမ္ဘာ့ဗလာပြိုင်ပွဲအထိပါဝင်ကစားဖို့အတွက်ရည်မှန်းထားတဲ့သူတွေဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့နိုင်ငံလက်ရွေးစင်သွင်းတဲ့အတူဥရောပရှံပြန်စုနဲ့ Nation League ရှံပြန်စုတွေကိုပဲရရှိပူပြီးမန်စီလိုကမ္ဘာဖလားရှံပြန်စုရရှိပူခြင်းမရှိတာကြောင့်နိုင်ငံလက်ရွေးစင်သွင်းနဲ့အမြင့်မှုရရှိတဲ့ပိုင်းမှာမက်ဆီကပုံမတော်လုံးလုံးသတ်မှတ်ကြပါတယ်။ကမ္ဘာအကောင်ဆုံးကစားသမားစုရရှိမှုပိုင်းမှာလေမက်ဆီက9ကြိမ်ရရှိတာပြီးရော်နယ်ဒိုက9ကြိမ်တန်ရရှိထားတယ်လို့သိရပါဗျ။ဒီတဲ့တွင်တော့ညင်ကြံဝါပေးပို့လာပါဗျ။